အမျိုးသမီးတယောက်ကမြို့ပြရဲ့လမ်းဆောင်တစ်ခုမှာမိနီကိုဖျက်မှောင်းပြီးအမျိုးသားတယောက်ရဲ့ကားတစီးနဲ့ကားတိုက်မှုဖြစ်သွားခဲ့တယ်။နှစ်ဦးစလုံးရဲ့ကားကရဆရာမရှိအောင်ပျက်စီးတင်မသွားခဲ့ကြပေမဲ့ကံကောင်းစွာနဲ့ပဲကားထဲမှာရှိကြတဲ့အမျိုးသားနဲ့အမျိုးသမီးနှစ်ယောက်စလုံးကဘာတရားမှမရရှိခဲ့ကြပါဘူး။သူတို့နှစ်ယောက်စလုံးကကားပြင်ဘက်ကိုထွက်လာပြီးတော့တောင်းနဲ့တူအံ့ဩစွာနဲ့ပဲစကားပြောပြခဲ့ကြတယ်။အမျိုးသမီးက"ကျမတို့နှစ်ယောက်လုံးရဲ့ကားတွေကိုကြည့်ပါဦး။ ကျိမပျက်စီးကုန်ပြီဒါပေမဲ့ကံကောင်းစွာနဲ့ပဲကျမတို့နှစ်ယောက်လုံးကဘာမှမဖြစ်ခဲ့ကြဘူးဒါကကံတရားကြီးကကျမတို့နှစ်ယောက်လုံးကိုအချက်ပြလိုက်တာဖြစ်လိမ့်မယ်ဒီလောက်တောင်ကံဆူမိုးမောင်ကြအောင်ဒုက္ခရောက်နေပေမဲ့ကျမတို့နှစ်ယောက်စလုံးဘာမှမဖြစ်ဘူးဆိုတော့ကျမတို့နှစ်ယောက်အတူတူလက်တွဲပြီးတော့အကောင်ဆုံးတငယ်ချင်းအဖြစ်နဲ့ကျမတို့ရဲ့လက်တံနေရက်တွေကိုကုံဆုံးသွားစေခြင်းလို့ ਨੇ တူတယ်လို့အမျိုးသမီးကပြောလိုက်တော့အမျိုးသားကလည်း ကျွန်တော်ခင်ဗျားပြောတာကိုလက်ခံပါတယ်။ဒါကကန်တရားကြီးကကျွန်တော်တို့ကိုအချက်ပြလိုက်တာဖြစ်လိမ့်မယ်။ပြီးတော့အမျိုးသမီးကဆက်ပြောတယ်။ဟေးဒီမှာကြည့်ပါဦး။နောက်ထပ်ထူးခြားချက်တစ်ခုကကားတစ်စီးလုံးကဒီလောက်ကျေးမွတ်ပျက်စီးနေတာတော့ကျမကားရဲကလက်ဆောင်ပေးဖို့ဝယ်လာတဲ့ဝီစကီပလင်းကမကွဲသွားဘဲနဲ့အကောင့်တိုင်းရှိနေတယ်။ဒါဆိုအရန်ကိုတေးကြသွားပြီ။ကန်တရားကကျမတို့ရဲ့ကံကောင်းမှုတွေကိုနှစ်ယောက်တူတူဂုဏ်ပြုဖို့စီစဉ်ပေးလိုက်တာဖြစ်လိမ့်မယ်။ အဲ့လိုပြောပြီးတော့အမျိုးသားစီကိုဝီစကီပလင်းလှမ်းပေးလိုက်တော့အမျိုးသားလည်းသဘောတူကြောင်ခေါင်းငိတ်ပြလိုက်ရင်းနဲ့ဝီစကီပလင်းကိုလှမ်းယူကအနေငယ်တောက်လိုက်ပြီးအမျိုးသမီးကိုပြန်ပေးလိုက်တယ်။အမျိုးသမီးကတော့ပလင်းကိုချက်ချင်းလှမ်းယူလိုက်ပြီးပလင်းဖုံးကိုဖုံးလိုက်တယ်။ပြီးတော့အမျိုးသားစီကိုပြန်ပေးလိုက်တယ်။အမျိုးသားကမင်းကရောမတောက်တော့ဘူးလားဆိုတော့အမျိုးသမီးကတော်ပါပြီ။မတောက်တော့ပါဘူး။ကျမရဲကိုပဲစောင့်နေလိုက်တော့မယ်လို့ပြန်ပြောလိုက်တယ်။ကဘာဦးစတော်ကလည်းအေဝါကအာရန်ကိုပန်းသီးတစ်လုံးကမ်းပေးပြီး ူ့ကိုချစ်ရင်အဲ့ဒီပန်းဒီကိုစားဖို့ပြောခဲ့တဲ့အတွက် အာရန်ကအဲ့ဒီပန်းဒီကိုစားခဲ့တယ်။နောက်တော့အာရန်ကဒုက္ခရောက်သွားခဲ့ရတယ်။ဒါကိုကြည်ချင်းအဖြစ်ယောက်ျားတွေကဘယ်တော့မှတင်ငန်းစာမယူတတ်ကြောင်းသိတာထင်ရှားလွန်းလာပါတယ်။အမျိုးသမီးတွေကသူတို့ကိုယ်ပိုင်ပိုက်ဆံရှာနိုင်လာပြီဆိုရင်ဘသူတူတူတယောက်ရဲ့အကူအညီအထောက်ပံ့မှမလိုဘဲနဲ့ရက်တိနိုင်ကြပြီလို့ထင်လာကြတယ်။ အမျိုးသားတွေကတော့သူတို့ကိုယ်ပိုင်ပိုက်ဆံရှာလာနိုင်ကြပြီဆိုရင်သူတို့မိသားစုအတွက်တာဝန်ယူရမယ့်အပိုင်းတွေပုံများလာတယ်လို့မှတ်ယူကြတယ်။ပိုက်ဆံရှိချမ်းသာတဲ့အမျိုးသားကစင်ရင်နွမ်းပါတဲ့အမျိုးသမီးနဲ့တွေ့ဆုံပြီးတော့သူမရဲ့ဘဝကိုပြောင်းလဲပေးနိုင်ပြီမယ်။ချမ်းသာတဲ့အမျိုးသမီးတွေကစင်ရဲတဲ့အမျိုးသားကိုမျက်စိရှိမှကိုအထားမခံပါဘူး။ဝေဝေးကရှောင်ပါတယ်။အမျိုးသားတွေက အကန့်အသတ်အတားစီမဲ့သွားချစ်တတ်ကြပြီမယ်။အမျိုးသမီးတွေရဲ့အချက်ကတော့အကန့်အသတ်အတားစီတွေနဲ့ပါ။ ဒီဇလန်လေးကတော့အမျိုးသားတွေအမျိုးသမီးတွေအပေါ်မှာတတိထားတဲ့ပုံပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။မွေရင်တသူကိုလေးစားစွာနဲ့ credit ပေးပါရယ်။နောက်ဆက်အပေးမှုအတက်လဲချီးစုအထူးပဲတင်ရှိပါရယ်ရှင်။